လာရင်ကျမတို့တန်တရားကင်းမဲ့တဲ့နေရာတနေရာကိုအတွေးခေါ်ထဲမှာရောက်နေဖို့လိုတယ်။မဟုတ်ဘူးဆိုလို့ရှိရင်အချိန်ချင်းခါခါကျမတို့ရဲ့အသက်တာထဲမှာဖျားဆစ်ဆဲတဲ့အခါမှာလဲပြိုတဲ့သူတွေဖြစ်သွားနိုင်ကြအကြောင်းရှိတယ်။ဖျားပေါ်မှာဘာကြောင့်တန်တရားရှိတယ်လဲဆိုတော့ဖျားနဲ့ယဉ်ဤကျောင်းဝင်မှုကိုတည်တည်ချာချာမတီးဆောက်ခဲ့လို့။တခါတလေအနားမှာရှိတဲ့သူကငါ့နဲ့အရင်နီးနေတာပဲဆိုပြီးတော့မှသူ့ရဲ့အကြောင်းသူ့အထဲထဲမှာရှိတဲ့သူ့ရဲ့အလေအလာတွေအားလုံးကိုအသေးစိတ်မလေ့လာမိတဲ့အရာတွေရှိခဲ့တယ်။မဟုတ်ဘူးလား။ အနားမှာအရန်နင်းနေလို့သူ့ရဲ့တံပိုးကိုမေ့လျော့သွားတဲ့အရာတွေရှိတယ်။ဆိုလိုတဲ့အရာကဖယားသခင်နဲ့ပတ်သက်လိုက်ချစ်ချွန်းဝင်ခြင်းယဉ်နီးကျွမ်းဝင်ခြင်းအစင့်တီကျွန်မတို့တက်လန်းဖို့လိုတယ်လို့ပြောနေတာ။အာမင်။ဖယားကြောင့်တည့်ယုံလောက်ပဲဆိုတဲ့အတွေးခေါ်နဲ့ဘာသာရေးဆန်ဆန်ဖယားနာကိုချင်းကပ်နေတဲ့သူဟာဒီနေ့ဖယားဘသူဖြစ်တယ်လဲဆိုတာကိုသိမှာမဟုတ်ဘူး။အထူးသဖြင့်တုံလို့ဆရာကောင်းတဲ့အခြေအနေတွေကြုံတွေ့လာတဲ့အခါမှာဖယားဘသူဖြစ်တယ်လဲဆိုတဲ့အရာကိုမေ့လျော့နေမှာ ဖြစ်တယ်။ ကျွန်တော်တို့ဘုရားသခင်နဲ့ပတ်သက်လာပြီးတော့တိလောက်အထိဘုရားကနှုတ်ကပတ်တော်ရင်းနဲ့အချိန်ချင်းကျွန်တော်တို့ကိုတိဆောက်ခဲ့တာဘာကြောင့်မလို့တန်တရားတွေနဲ့ဘုရားကိုနေ့ရက်စဉ်တိုင်းတုံ့ပြန်မလဲဘာမှမဟုတ်တဲ့စားစရာပြက်လက်တဲ့အရာဘာမှမဟုတ်တဲ့သူတစ်ပါးနဲ့နော်တူညီအောင်မဝတ်နိုင်တဲ့အရာသူတစ်ပါးနဲ့တူညီအောင်မနေထိုင်နိုင်တဲ့အရာတွေအတွက်ဘာကြောင့်မလို့ဒီနေ့ဘုရားအပေါ်မှာတန်တရားရှိမှလဲတွေးကြုံနေရတဲ့ဒုက္ခပြဿနာတိုင်းမှာဘုရားသခင်ကသူ့ကိုအားကိုးတက်ဖို့ရန်အတွက်သူ့ကိုမျှော ကိုယုံကြည်တက်ဖွင့်တယ်ကျမတို့ကိုတွင်တင်ပေးနေတာဖြစ်ပါတယ်အာမင်ထားကြောင့်မလို့အသေးစိတ်ကဏ္ဍတွေအထိဖရာသခင်ကိုအကျွင်းမဲ့ယုံကြည်ယုံကြည်ရဲဖို့နဲ့ဖရာသခင်ကအလိုတော်ရှိတယ်ဒါကြောင့်ဒီနေ့သင်ရဲ့အသက်တာထဲမှာဘာတန်တရားတွေရှိနေလဲတန်တရားကိုမောင်းထုတ်ရအောင် အိမ်ထဲကနေဘယ်အိမ်ထဲကနေလဲငါသခင်နေနေတဲ့ငါခန္ဓာကိုယ်ဆိုတဲ့အိမ်ထဲကနေငါတို့မောင်းထုတ်ကြမယ်ကျမတို့မောင်းထုတ်ကြမယ်အာမင် တန်တရားနဲ့ဆိုင်တဲ့စကားတွေကိုမပြောတော့ဟဲ့ဖရာသခင်ကလေဘာလို့မပြောတော့ဖရာသခင်နဲ့ပတ်သက်လာရင်ယုံမယ်အာမင်အထဲထဲမှာမေကိုမထုတ်လောက်တဲ့အထိဖရာသခင်ကိုယုံကြည်နိုင်တဲ့မိသားစုမြေတယောက်ချင်းစီတိုင်းဖြစ်စေဖို့နဲ့ဖရာသခင်တင့်ကိုဒီနေ့ပဲကောင်းချီးပေးပါစေယုံကြည်ခြင်းစုဂျေစုတင့်ကိုဖရာသခင်ပေးပါစေစုဂျေစုကိုမျိုးထဲမှာဘာပါလဲယုံကြည်ခြင်းစုဂျေစုအာမင် တန်တရားမဟုတ်ယုံကြည်ခြင်းဆုကျေးဇူးဖရားပေးတဲ့အရာကယုံကြည်ခြင်းဖြစ်တယ်အဲ့ဒီအရာတည့်ရဲ့အထဲထဲမှာတိုးပွားလာပြီဆိုတော့ဘာတွေဖြစ်လာပြီလဲတလားတကိုးနဲ့ဆိုင်တဲ့နမိတ်လက္ခဏာတွေစီးထွက်လာဘာတွေလဲမကျမမသောသူပေါ်မှာလက်ကိုတင်တဲ့အခါကျမ်းမာခြင်းဖြစ်လာတာတေသောသူတွေရှင်ပြန်ထမြောက်တဲ့အရာမျက်စိကန်းတဲ့သူတွေမြင်တဲ့အရာနားမကြားတဲ့သူတွေပြန်ပြီးတော့ကြားရတဲ့အရာတွေဖြစ်ဖြစ်ပေါ်လာလိမ့်မယ်အချက်ချင်း ဒီလိုလို့ဒီလိုဒီလိုချက်ချင်းဖြစ်အဲ့လိုမျိုးတော့မဟုတ်တဆင့်ပြီးတဆင့်တင်းရဲ့ယုံကြည်ခြင်းကကြီးထွားလာမှာဖြစ်တယ်အာမင်ကျမရဲ့ယုံကြည်ခြင်းလည်းကြီးထွားနေတယ်အသင်းတော်တစ်ခုလုံးယုံကြည်ခြင်းလည်းကြီးထွားဖို့နဲ့ဘုရားတကယ်လို့ရှိတယ်အာမင်ဘေးနားမှာရှိတဲ့သူကိုပြောပါတန်တရားကိုမောင်းထုတ်ပါယုံကြည်ခြင်းကိုတည်ဆောက်ပါဘုရားအပေါ်မှာမေးကုန်မမေးနဲ့တန်တရားမရှိနဲ့ယုံကြည်ခြင်းချေလက်လက်ပါအာမင်